စစ်မတိုက်ခြင်းတဲ့စစ်တီတွေများလာတယ်အောင်တွေ့ရတယ်နော်အဲ့တော့စစ်တိုက်ခြင်းတဲ့စစ်တီတွေကိုအခြေခံပို့ပါဟိုကပ္ပစားတွေနဲ့တော့မဖြစ်ဘူးထင်ပါတယ်အဲ့တော့ကပ္ပစားတွေကတော့ပြင်းပြီဆိုမှတော့ချင်းချင်းချင်းများဖိုက်တာတွေကလည်းဘလိုပဲဖြစ်ဖြစ်ပြားရှိသွားပြီအဲ့ဒီတော့ကြောင့်မလို့ဒီနေရာကိုရိုးရိုးချင်းချင်းခုခံကာကွယ်ဖို့အတွက်ကဖိုက်တာတက်တွေလိုအပ်နေပါပြီလက်ပြောက်တဲ့တစ်ချက်တိုင်းမှာဖက်စစ်တက်အိမ်မဆိုးရီမရှိပါဒီကနေ့တော့အာခတ်တက်တော့ဟိညဝင်းညောင်းတော့ဝေးတရားဟိ KNL TNU NUG စရယ်ခေါင်းဆောင်ကြီးများကို our leader ခေါင်းဆောင်ကြီးများကို please ကျေးဇူးပြုရင်ကျွန်တော်တို့နိုင်ငံကိုကဲ့တင်ပေးပါဆိုတဲ့လှုပ်ရှားမှုတွေတခုကျွန်တော်ကျွန်တော်ရဲ့ဒီရှုပ်ဝတ်တက်ဖွဲ့လေးနဲ့ဆောင်ရွက်ခဲ့ပါတယ်ဒီနေ့မှာတော့စောပနှစ်ခုခွေးပြေးဝပြေးဒီမိန်ချုံတာကတခုပြီးတော့ခွေးပြေးပြီးတဲ့ကောင်တွေကိုစုစိတ်ပြီးအနံ့နေတာကတခု ဆိုတော့ကျွန်တော်ဒီကာလမှာထူးခြားတဲ့အကြောင်းအရာတွေတကယ်ကိုရသဆန်တဲ့အကြောင်းအရာတွေအများကြီးကိုကျွန်တော်တို့တော်လန်သောမိဘပြည်သူတွေနေ့စဉ်ကြားနေရတာဖြစ်တယ်အလုံးပဲမင်္ဂလာပါ Top News Myanmar Channel ကနေပြီးတော့တဖန်ပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော် channel လေးကို subscribe မနေရသေးဘူးဆိုတော့ subscribe နဲ့ပြီးတော့ထမှန်ပြီးတော့တောင်းဆိုချင်ပါရစေဆောင်ရွက်ခဲ့တဲ့နေရာမှာပြည်သူလူထုဟာညီညွတ်ကြပါတိုင်းပြည်ကိုကယ်တင်ပေးပါလူလူကိုကယ်တင်ပေးပါလို့တဖော့ဖော့ပြောနေလေတိုင်းပြည်နဲ့လူလူမျက်နှာကိုထောက်ထားပြီး ညီညွတ်စွာမဟာတပ်ပေါင်းစုနဲ့တိုင်းသားဤအောင်လေးခေါင်းဆောင်စုစည်းပြီးအမျိုးသားညီညွတ်ရေးအစိုးရအမချန်တပ်ပေါင်းစုပြီးအထွေထွေထိုးစစ်နိုင်ငံလုံးနဲ့နိုင်ငံလုံးဆိုင်ရာမဟာပြူဟာထိုးစစ်တွေအများလုံးစင်နွယ်တက်ပါစင်နွယ်ရမယ်အချက်ဖြစ်ပါဒီလိုထိုးစစ်တွေစင်နွယ်ဖို့တိုက်တွန်းဆော့နေတော့မှာပဲ။အရကတတော်အင်းနဲ့ပူပေါင်းတပ်ပေါင်းစုကြီးဟာညောင်ကျိုးစခန်းကိုညောင်ကျိုးကိုတင်ပတ်လိုက်ပါညောင်ကျိုးရွာလို့ခေါ်ရတာ ညောင်ကျိုးဟာဖက်စစ်တပ်ကပ္ပစအနည်းဆုံး၄ခုရဲ့အဓိကကာကင်းစခန်းလို့ပြောလို့ရတယ်။ညောင်ကျိုးပြီးတော့ဒီကနေ့ညောင်ခြေတော့ကိုပြင်းပြထန်ထန်ထိုးတက်လာနေပါပြီ။ညောင်ကျိုးလေးသားတောင်စင်လန်တောင်စံပတ်တောင်စင်လိုက်ပြီးတရားဖြတ်လိုက်ရင်ကပ္ပစချီရညောင်ခြေတော့ကိုရောက်ပါပြီ။ချက်ကပ္ပစချ။ဒီနေ့တော့ကပ္ပစရလက်နဲ့ချလို့ညက်ကြောကပြင်းပြထန်ထန်တတိပေးလိုက်ပါလေ။ယူယူမမိုင်းနဲ့ မရောက်မှန်အကျိုးစီးပွားကာကွယ်ဖို့ခံပစ်ဖို့ရောင်လို့တော့မစင်စားလိမ့်မယ်ခံပစ်အရှင်းမထားဘူးဒါတော့မို့ကမစငါကမစ6ကမစ9ကမစ16အကုန်လက်နဲ့ချဖို့ပြင်တာပါတဆက်ဆက်ကိမှာညောင်တို့ခံစစ်ပြုတ်ကျသွားပြီပြူအောင်မှုအပေါဝင်40ဒီပါအရှင်ဖမ်းမိတာပါလေမတပေါ်တာကတော့ဘနဘနလောင်းမှန်းမသိစစ်ကူလုံးဝမပေးနိုင်ပဲဘတ်စစ်တက်ဟာအခက်တက်တော့အေးနဲ့တပ်ပေါင်းစုကြီးရဲ့ မဟာပြူဟာအောက်မှာလေဆင်းခံရမယုံရှိနေတော့စစ်တွေကြောက်ဖြူရွှေမင်းကန်နဲ့တညောက်တွေကိုထိုးနေတယ်လို့ညောင်ကျိုးညောင်ချီတော့ကပဆောက်နေစီလေစစ်မင်းသားကြီးကထိုးနေတာလေအဲ့တော့အဲ့ဒီမှာအဓိကပေါင်းနေတဲ့တပ်တွေကျွန်တော်တိတော့ကြောင်းမလိုက်ဘူးတပ်တော့ PIA ADBIA တို့အရှုတ်ချင်းတို့အခက်တက်တော့အေးရဲဘော်စစ်တပ်မှုတွေတို့အပါဝင်မနှဲလာတော့တပ်ပေါင်းစုကြီးတခုကိုထိုးစစ်ဝင်နေတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့မှာ ကျွန်တော်တို့ညောင်ကျိုးခံစစ်စခန်းပြူပါမှုပါခွေးပြပြပြတက်ဆုတ်ပါညောင်ချီတော့ဒါနဲ့ပတ်သက်ပြီးဖက်စစ်တာဖက်စစ်တာအဲကျွန်တော်ထင်တယ်ညောင်ကျိုးညောင်ချီတော့ပီဒါကဆောက်နော်ပီဒါကဆောက်ကဒါကဆောက်မှုဟာမင်းအောင်လိုက်ရဲ့ချိန်မောင်းမှုကိုခံရပြီအလုံးကြီးခံစစ်ပြင်မှုပြောနေပြီမယ်လေဒီကနေ့ညောင်ကျိုးလုံဝတိမ့်ပတ်ရရှိပါတယ်တယောင်ရင်အရခတ်တတော်ကြီးရဲ့သတင်းတုတ်ဖြန့်မှုကိုပဲစောင့်ရမှာပါအဲ့တော့ညောင်ကျိုးပြီးတော့ညောင်ချီတော့ နောက်ချင်းကုန်ကိုချက်ချင်းဝင်ဆောင်တဲ့စစ်တောင်းတိနှစ်ကြောင်းနဲ့ကာပါစာ6ကိုဒီကနေ့ဦးတည်လာနေပါပြီ။ညောင်ကျုံညောင်ချီတော့ပါတက်ကြရင်အုတ်ရှိပင်မြို့ကတော့မတော်ချလာပြီနော်။အဲ့တော့ဒီနေရာမှာအုတ်ရှိပင်မြို့တကြောလုံးအုတ်ရှိပင်မြို့တို့သားများအကူရဲကဘေးလို့ရကိုရှောင်ထားပါ။ဘေးလို့ကိုရှောင်ထားအရေးကြီးပါလေ။ကျွန်တော်ညောင်ကျိုးကနေကျွန်တော်တို့မပင်ခောက်ကြည့်လိုက်တဲ့အချိန်မှာရန်ကုန်နဲ့နေပြည်တော်ကိုဘလို့သွားရင်ရောက်တယ်။ဘယ်နှမိနစ်ကြာမလဲဘယ်နှနာရီကြာမလဲ။ ဘယ်နှမိုင်ရှိလဲအဲ့တော့ညောင်ချီတော့ကိုမပြောသေးဘူးအိုးရှစ်ပင်ကိုမပြောသေးဘူးတိမ့်ပြီးမှဆက်ပြောမယ်ညောင်ဂျိုးကလေပြီဒါကဆာစီတို့ပြီစီတို့53မိုင်နှစ်နာရီလောက်ကားပေါင်းရောက်တယ်ဟုတ်ပြီညောင်ဂျိုးကရန်ကုန်ကိုဘယ်လိုဆင်းလာလဲဆင်းလာနိုင်ရင်ဆင်းလာခဲ့မယ်ဆိုရင်ရန်ကုန်ကို213မိုင်အချိန်အပြည့်9နာရီနဲ့10မိနစ်ညောင်ဂျိုးကရန်ကုန်ကိုကျွန်တော်တို့မြို့လေးကြည့်လိုက် မှမဟုတ်အဲ့တော့ညောင်ဂျိုးကနေပြီးတော့ရန်ကိုစင်းကြမယ်ဟေးဆိုရင်ရွှေတော်ပေါ့ဒီနက်ကလင်းမင်းလာလေဗရန်တာယာဝီတိုက်ကြည့်မော်ပြီးလေကူရန်တို့နေရာတစ်ဆက်တောင်းလိုက်ဟုတ်ပြီလူမကြွေးမင်းကနေပြီးတော့ပြောတော့နေပြီးတော့ကိုကိုဝင်ကဖြတ်စင်းကိုဝင်ကဖြတ်စင်းဒါပေမဲ့ပြီကိုကြော်ပြီးဝတ်တိကံပြကိုဝင်ကဖြတ်စင်းရင် ခုနှစ်နာရီနဲ့ခုနှစ်မိနစ်မိုင်အပိ189အလန်စင်ကတော့ကောင်းပါတယ်နောက်တစ်ခုကွက်လက်ချင်တာကပတ်သိအနောက်တောင်ပိုင်းစစ်ထားတယ်အရက်တော့ရေတပေါင်းစုကြီးဟာကျွန်တော်ထင်တယ်ရန်သူကိုပြူပါကစားနိုင်စွမ်းဟာအင်မတန်လက်ပပိတ်နေပါတယ်အရက်တော့ကြီးဟာညောင်ဂျိုးကကပ္ပစရီကိုဦးတည်ပြီးတော့ကပ္ပစ6ကိုတရဆက်ဝင်တက်ထိုးစစ်ဆင်ရဲရှိနေတော့မှာပဲကပ္ပစရီက ်အရင်တုန်းကဝမှုကြီးဗာကြီးတွေနဲ့တိခောက်ကြည့်လိုက်တော့ဟွကပ္ပသာ9 6 96ကတော့တဆုတ်ပေးလက်လွတ်ပြေးရမယ်အခြေအနေမျိုးရောက်နေပါထိုးစစ်စင်ဖို့မပြောနဲ့ခံစစ်ပြင်ဖို့မပြောနဲ့ခုခံကာဝယ်ဖို့တော့လူအင်အားလက်နက်အင်အားလုံးဝမရှိဘူးကျွန်တော်ပြောလာချောဟွအခတ်တက်တော့အေးအပဝင်ပူပေါက်တပေါင်းစုတွေကိုလေကပ္ပစရဲကကောင်းနေချီးထွားအောင်ကြောက်နေတယ်ဆိုရင်တလင်းစကားလေးပါလိုက်တယ် ဒီအပိုင်းမှာကပ္ပစာရိုက်ကထွက်ပြေးတာလူပေါင်းမနေဘူးတကားလေးပြောပါလေကပ္ပစာရိလက်နဲ့ချပါကပ္ပစာရိလက်နဲ့ချဘယ်နည်းအားကပ္ပစာရိအဓိကလက်နဲ့ချရမယ်လို့ပြောရရင်ညောင်ရိုးညောင်ချီတော့အုတ်ရှိပင်ဒီဒီကြောလုံးမှာရှိတယ်ကပ္ပစာ96 96ခုလက်နဲ့ချဖို့အသိပြလာပါမိမိရဲ့မိသားစုနဲ့မိမိရဲ့အသက်အန္တရာယ်ကိုကာကွယ်ဆောက်ရှောက်ချင်အရကတက်တော့အင်းနဲ့တပ်ပေါင်းစုတွေရှိမှာလက်နဲ့ချဖို့ တို့ကျွန်တော်လူနဲ့ကြော်ပါတင်ရပါလိမ့်မြစ်တာရှိတာတိုက်တွန်းလိုက်ပါအဲ့တော့လက်ရှိအချိန်မှာညောင်တို့ညောင်ချီတော်ကြီးကမ္ဘာဆတ်လူအရကတတော်အေးနဲ့ပုံပုံတက်တွေဒုစစ်စင်နေလို့တပတ်မှာဂျပ်ဖြူတပတ်မှာစစ်တွေရခိုင်ပြည်နယ်မြို့တော်စစ်တွေဒါတွေကိုထိုးဒရက်ဆက်ထိုးစစ်စင်ပြီးတော့စစ်တွေရေဒစကန်ဌာနချုပ်ဖြစ်တဲ့ရွှေမင်းကန်ရေဒစကန်ဌာနချုပ်ပြင်းပြတတ်တဲ့ထိုးစစ်စင်မကြခင်စစ်တွေ ိုရပြီဆိုတဲ့တင်းစကားလူမကျော်နှုတ်ဖြားကပြောချင်လုံးလာပါသေးရပြောရမယ်လို့လည်းယုံကြည်ပါတယ်ထပ်ပြောမယ်စစ်တွေတက္ကသလက်နက်ချဆိုတော့မြန်အာကတတော်အေးကြီးပဲတိုက်ရလားဆိုဗမော်စကက27 50ရာခိုင်နှုန်းသိပ်ပတ်ထားအတွင်းကြီးကိုအကုန်ထိုးပြီးဘိုးကင်းသားရောက်နေတယ်လို့ကျွန်တော်တို့သိရပါတယ်။တပင်းချင်းကလည်းပြင်းထန်တဲ့တောင်တော်လေးချင်းတင်တဲ့အကြောင်း73တပေါင်းစုကပြည့်တပေါင်းစုကပိတ်ဆို့ပြီးနေပြင်စစ်ကူများပဲမချခင်မှာ အဲ့ဒီမှာတိုက်နေတယ် PLA PLA အစရှိတဲ့တက်တယ်ပေါ့ဗျာနော် MDY PDF လေးပါပါတက်ကက73တက်တော့တမ်းကြီးလေးချင်းတင်းနေကြောက်ကြပြီဆိုတဲ့တရင်ကိုတော့ကျွန်တော်ကြားမှာဖြစ်ပါတယ်။အပြင်ရခိုင်ပြီလားကချင်ကြီးပဲလားတပိတ်ချင်းကြီးပဲလားကရင်ဒီကနေ့ဘလူးတိုစခန်းကိုလုံးဝတိမ်ပိုက်လိုက်ပါရှောက်တော့မတာပေါ်လေးလို့ကြားရပြီးဆက်တူထိုင်းဘက်ကိုထွက်ပြေးပါတယ်။မာဖက်စစ်တဲ့ဘက်ကအကြမ်းဖက်စစ်တီစစ်သားတွေရာလေ။ဘလို့မျက်နှာငယ်ရလဲဆိုတော့ ထိုင်းဘက်ပြေးလိုက်တရုတ်ဘက်ပြေးလိုက်ဘင်္ဂလားဒေ့ဘက်ထွက်ပြေးလိုက်အိန္ဒိယဘက်ထွက်ပြေးလိုက်ရနေစစ်သားတရုတ်ရဲ့ဂုံတိတ်ကကင်းမဲ့တဲ့အခြေအနေလူသားတရုတ်ရဲ့ဂုံတိတ်ကကင်းမဲ့တဲ့အခြေအနေတရက်ကိုရောက်ရှိနေပါဘယ်လိုနဲ့ချုပ်ပြောရဟိဒီကနေ့တော်လန်သတင်းများအနေနဲ့ကတော့ကပ္ပစာလက်ငတ်ချပြီးတော့53မိုင်နေပြီးတော့တရား89မိုင်ရန်ကုန်တို့213မိုင်ညောင်ကျိုးကတော့အုတ်ရှိပင်ကပြောရမှာဟုတ်တယ်ဘူးအဲ့တော့အုတ်ရှိပင်ဒေတာကများပြီးလို့ရတာကလည်းရှောင်းပ မှာထိုးမှာဝင်မှာအောင်မြင်မှုအောင်ဝဲကိုရယူမှာဖြစ်တယ်ဘယ်တော့မှတလက်မလေးမှနောက်မဆုတ်ခဲတယ်ဘာခတ်တတ်တော့ရေးထိုးစစ်ခံပစ်တဲ့ကောအရှင်းထားဖို့တခါရပါတယ်ဒါတော့တော်လန်တင်းကြီးနောက်ဆုံးချီဖြစ်ပါတယ်ဒုတိယပိုင်းနေတပောင်းနေစုညညကြပြီတိုင်းမီနေလူလူမျက်နှာကိုထောက်ထားတိုင်းသားအရာကိုကောင်းဆောင်များနေအမျိုးသားညီကြီးအစိုးရနေပြင်တများအတူတကွာစုစည်းညညကတော်လန်မဟာပြူဟာထိုးစစ်ကြီးကိုစင်ရဲ တင့်တဲ့ချိန်မှာအန်ယူဂျီအောက်မှာရှိတဲ့တရင်ပေါင်း300ပကဖပေါင်းပကပပလပပပေါ200အခက်တက်တော့ကြီးတိုင်းအမန်ဒီရဲ့တည်နယ်အမန်ဒီဆိုလို့ကြားဖြတ်ပြောလိုက်ဦးမယ်ဒီကနေ့အမန်ဒီနဲ့ပတ်သက်ပြီးလာရှိုးကိစ္စဟိုဘက်ရက်ကွက်ဘောမတတိုက်ကလေးဥပါနေပါဆိုတော့တို့ပါလာရှိုးပြန်ပေးလိုက်အဲ့တော့လာရှိုးပြန်ပြန်မပေးလို့ဆိုပြီးတော့အမန်ဒီရဲ့အထူးဒေတာတိတ် ခရိုင်6ခုကစစ်ဦးစီးတွေကိုတရုတ်ကခေါ်တွေ့ပါတယ်ဒါပေမဲ့ဒီနေ့နေ့ပြန်ရောက်နေပါပြီလုံးဝလာချုပ်ကိုမပေးဘူးဆိုတဲ့တိုင်းစကားပါတယ်အတီးပြုတ်လို့ကြိုးစားနေစေပါ MNDA ကတော့တရုတ်ဝင်ဘာမှမပြောသေးပေမဲ့စစ်ကိုစနစ်တကျပြင်ဆင်နေတယ်ဆိုတော့ငင်းလို့မရဘူး MNDA TNL အကတတော် AA KIA KNU KNL အစရှိတဲ့တိုင်းသားအရောက်တက်ကြီးများကျွန်တော်တို့ပြည်သူလူထုကိုဘယ်တော့မှချောခိုင်းသွားလိမ့်မယ်လို့ကျွန်တော်မယုံကြည်ပါဘူးကျွန်တော်တို့ပြည်သူလူထုကယုံကြည်ပါတယ်မျှော်လင့်ပါတယ်အားကိုးပါတယ် ်ကြီးတွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရအများဆုံးတွေ့ဆုံဆွေးနွေးပြီးမဟာဗျူဟာမြောက်နိုင်ငံလုံးဆိုင်ရာထိုးစစ်ကြီးဆင်နွှဲကြပါလို့တောင်ကတိုက်ရင်မြောက်ကရက်နေမြောက်ကတိုက်ရင်အရှိကရက်နေရေတာကိုကြီးလေးကိုအချောင်သမားတွေကတနက်တပြပြနဲ့ဓာတ်ပုံရိုက်ပြီးအလူခံစားတဲ့ကောင်းကြီးရှိနေတယ်လို့အညာဒေတာတကြောမှာတော့စစ်တွင်းတော်လိုင်းကြီးကအညာရှင်ကျင်းမှုဟာဘုံကိုတင်နေရလေးပါပြထားရပါတယ်ဒီကနေ့ဆိုရင်ရေတာရှိတကြောမှာကောင်းပြတ်တက်ရဲ့ဆက်ဆက်လူယုတ်မှာ လူမဆန်မှုတွေကိုဖက်စစ်တပ်ကဆက်လက်ကျူးလွန်နေတယ်လို့အုံမတိနဲ့နောင်ချိုဘက်မှာအစိတ်ငွေပုံတွေကျဲချနေတယ်ဆိုတဲ့သတင်းတွေရှိပါတယ်။ဒါဖက်စစ်တပ်ဟာနှီးပေါင်းစုံနဲ့ရုတ်မာတော့နေ။ဖက်စစ်တပ်ဟာသူ့အာဏာအကျိုးစီးပွားအတွက်နေတဦးတယောက်မှအသက်ရှင်ဝင်တော့မပြီးပဲရက်တီဝင်တော့မပြီးပဲအာဏာအကျိုးစီးပွားကပတ်သက်ရင်ကိုမရမျက်နှာတော့မကြည့်တဲ့တကူကောင်းသမအတ္တစိတ်နဲ့တိုင်းကြီးကိုဖျက်ဆီးလို့နေပါလူရောမှာတပိုက်ကိုအပြည့်ရှင်းနိုင်ဖို့ စစ်စစ်မိတ်စာတွေကိုအပိတခြေမုံနိုင်ဘူးကျွန်တော်တို့တိုင်းသားအရာကိုတက်ချင်ရအလ်ပီရက်များအမျိုးသားညီညွတ်ရေးအစိုးရတက်ရင်တက်ဖွဲ့တွေစုစုစီစီညီညီညွတ်ညွတ်တိုင်းတိုင်းပြည်ပြည်နီးနီးနုံနုံနဲ့အရှင်းအောင်တောင်းရအောင်ရက်ရှင်းမြင်တာအရက်လေးမြင်တာအရောက်၁၆မြင်တာလေးတအောက်နေပြီမှာမကြမ်းပစစ်တက်ကိုတော်လန်ထိုးစစ်စင်ကြပါလို့ပြည်သူလူထုများရဲ့ကိုစားငက်ကြော်ကလေးလေးနဲ့နဲ့ပန်ကြပါစေညပိုင်းညောင်တော့မွေးကတော့အထူးအထွေပြောစရာမလိုဘူးသူတို့ကတော့တွေးဆုံနေကြဖြစ်မှာပါ တဖက်မှာ KIA နဲ့မြောက်ပိုင်းညောင်သုံးဘက်ကလည်းတွဲဆုံနေမိတာဖြစ်မှာပေါ့။ KIA ညူနဲ့မြောက်ပိုင်းညောင်သုံးဘက် KIA အမျိုးသားညီညွတ်ရေးအစိုးရဒီ၅ပွင့်ဆိုင်ောက်တပ်ပေါင်းစုနိုင်ရင်တိုင်းသားအရာကိုတက်တွေ့ဥဆောင်နဲ့တနိုင်ငံလုံးကတနိုင်ငံတော်ရင်တပ်ဖွဲ့များဖို့မြစ်တာရက်ခံပန်ကြားအမိတ်ထုတ်ဆင့်ကအတူတူစီရေးစင်ွဲနိုင်နေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒီအချိန်မှာနိုင်ငံတော်လုံမြောက်ရေးဟာအသက်ပါလူတို့လုံမြောက်ရေးဟာကျွန်တော်တို့ရဲ့အသက်တမန်အရေးကြီးတယ်ဆိုတာရှင်းပြချင်တယ် အပြင်းနဲ့တနည်းအားတခုတည်းလွတ်မြောက်နေုံနဲ့ဖက်စစ်စမိသာအုပ်စုရဲ့အယုဒ္ဓမှာစက်ကွင်းကမလွတ်မြောက်နိုင်ဘူးစိတ်ကူးတော့ရောက်လို့မှမရှင်ကြပါနဲ့ငါတို့ပြည်နယ်လေးလွတ်မြောက်မယ်ငါတို့နေရာလေးလွတ်မြောက်မယ်ငါတို့နေရာလေးနိုင်သွားပြီငါတို့တိုက်လို့ငါတို့နေမြေတွေရပြီဆိုတဲ့19ရာစုကစစ်ပရိသတ်အတွေ့အခေါ်တွေကိုယုတ်တယ်လေပြက်စီးလိုက်ပါဖြုံချလိုက်ပါစစ်ဘင်းဝါရစစ်ပရိသတ်ဝါရတွေကြောင့်တိုင်းပြည်အသီးသီးဟာနိဇရာအင်းကြီးနိုင်ငံတွေ အင်အားကြီးနိုင်ငံကြီးရဲ့ချိုးဖိတ်ဝါမျိုးစားတောက်မှုနဲ့ကိုတိုင်းပြည်ကိုအချုပ်ချာထဲမှာနေထိုင်ရင်တပတ်နိုင်ငံကအလိုတော်ကျစိတ်တော်တိပေါင်းတော်ညိတ်လုံနေရတဲ့ဘဝဟာရင်နာစရာကောင်းတာပါကျွန်တော်တို့တိုင်းပြည်တွင်ကကျွန်တော်တို့အချုပ်ချာအာဏာပိုင်တွင်ကကျွန်တော်တိုင်းသားအရောက်တက်ဖြစ်တဲ့ကင်းနယ်လေး MNDA အေးအေးအစရှိတဲ့တက်တွေတရုတ်ကဖေပြောကောင်းပြောဂျိုးပြောမိုးပြောနေတာကျွန်တော်လုံးဝမကြိုက်ပါဘူးမချစ်တော့လေအောက်ကနေခုံးမကြောက်နောက်လမ်းဆုပ်ဖို့လို့အန်ချစ်မျိုးတက်ထားကြရတာ ဒါကျွန်တော်အချင်းများတို့ပြောတာဖြစ်ပါတယ်ကျွန်တော်တို့ဟာနိုင်ငံတော်ကိုချစ်တော့ပြည်ချစ်ဝါဒနဲ့ပြည်သူကိုဘိုးပြုတော့ပြည်သူဒီမိုကရေစီကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့လူမျိုးကိုကျွန်တော်တို့ကိုယ်တိုင်ချစ်တတ်သောရင်ချင်းပုံစံဒါတွေကိုကျွန်တော်တို့တိဆောက်ကြရအောင်မှာဖြစ်ပါတယ်အခုမြန်မာနိုင်ငံသူများနိုင်ငံသားကျွန်တော်တို့နိုင်ငံသားတွေဟာကျွန်တော်တို့နိုင်ငံကိုစိတ်ကထုတ်ပေးထားပြီးတချို့ဆိုကြောခိုင်းထွက်ကွာသွားနေကြပါမြန်မာနိုင်ငံဟာပြည်သူတွေအရမနေတဲ့တော့အရအန္တရာယ်များတော့အရ ဒီလိုအယက်ဒေတာဆိုပြီးမိမိတို့ရဲ့ငွေရဲ့ဇာတိချက်မြုပ်ကိုကြောခံရတာစုတ်ခွာသွားရတာကျွန်တော်တို့ရှင်နေမှာပျော်နေရလို့များထင်ကြပါလားကျွန်တော်တို့ပြန်လာမှာပါကျွန်တော်တို့နိုင်ငံကိုကျွန်တော်တို့အညွတ်တလူလူနဲ့ညီမဟေ့ဆိုပြီးဇာတိပုံညာဂုံမာနနဲ့ကောင်းကောင်းရင်မုတ်နိုင်တဲ့အခြေအနေကိုရောက်ဖက်စစ်တပ်ကိုချိန်မုံပြီးကျွန်တော်တို့တိုင်းပြည်ကိုပြန်လေတိစောက်ကြည့်အောင်ပါဒီလိုမတိစောက်ခင်ပါဖက်စစ်တပ်ကိုချိန်မုံရေးအတွက်စီးပါဝါတနက်ကတိုက်ပွဲ နိုင်ငံရေးအတွေးခေါ်လက်နက်တရဆက်ပေါင်းဆက်တက်စီပြီးနိုင်ငံရေးအောက်ကြီးနာအန်ယူဂျီအခြားတရားတက်ပြီးပေါင်းဆက်နိုင်ငံလုံးဆိုင်ရာစီးရင်နိုင်ငံလုံးဆိုင်ရာအထွေထွေပိုစစ်ဒီတော်လန်ပိုစစ်ဒီပိမောင်းတီးပြီးစင်ကြပါတော့လို့လူလူကိုစားတိုက်တွင်းဒီရောက်ပြီပါဟောင်းဂျေဆုဟုတ်ပါလေကျွန်တော်တို့အရင်ကခက်ခဲခဲ့ကြရပါတယ်။ဘာကြောင့်လဲ။ဆိုတော့ကျွန်တော်တို့ ဒီမတိုင်ခင်ကကျော်တော်လိုင်းရေးမစခင်ရ2021အာနာမသိခင်ရကျွန်တော်တိုင်းရင်းသား EAO နေပြည်အသီးသီးမှာတမဖက်စစ်ခွေးတက်ဟာ NCA ဆိုတဲ့ခေါင်းစဉ်အောက်နဲ့ဒူရီမဟုတ်ကျွန်တော်တို့နှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့ဝင်တွေလက်နက်ကင်တွေကိုညှိနှိုးဆုံနဲ့မလုံပေးပြီးတော့သွေးခွဲပြီးတော့သူတို့ဟာအဲ့ဒီနေရာတွေကိုစိတ်ဝင်ပြီးတော့ခွေးတက်စကမ်းပေါ်အမြောက်အများကိုနေရာမလတ်ချောင်းပြီးပါလေနေရာမလတ်ဆိုတာကအကြမ်းဖက်စစ်ခွေးတက်ကျွန်တော်တို့နိုင်ငံ အတွင်းထဲမှာသူတို့ရဲ့အခြေစိုက်စစ်ကမ်းပေါင်းထောင်နဲ့ခြီးပြီးတော့တိဆောက်တဲ့နေရာမှာကျွန်တော်တို့ကိုရက်တဖွဲ့ရက်တောင်ပုံစံမျိုးသူတို့ဖြန့်ကျက်ထားတာဆိုတော့တနေရာတနေရာကိုတိုက်မယ်ဆိုရင်လွယ်လင်းကူစစ်ကူပေးဖို့နိုင်ဖို့လွယ်လင်းကူသူတို့လက်နက်ကြီးပစ်ကူနိုင်ဖို့ဆိုတော့ဒီလိုစီမံအပြောင်းအများကိုနှင်းနဲ့ခြီးပြီးတော့ရွေချက်ရှိချင်းသူတို့တွေစိုးစံနိုင်ဖို့အတွက်လုဆောင်ခဲ့တဲ့အချက်ဟာကျွန်တော်2017ကျွန်တော်တော်လိုင်းစတဲ့အချိန်မှာကျွန်တော်တို့အတွက်ရန်ကိုအခက်အခဲမျိုးစုံကြုံတွေ့ရပါတယ် ဆိုတော့မလူလားတဲကျွန်တော်တို့ရတော်လှန်ခြင်းတွေအများကြီးကြာသွားတယ်မလူလားပဲနဲ့တော်လှန်ရေးအတွက်အဓိကခွေးနီးဖုတ်နိုင်ဖို့စူးစမ်းရတဲ့ငွေကြေးတွေမလူလားပဲနဲ့ကုန်ပါတယ်ဆိုတော့ဒါကတော်လှန်ရေးရဲ့နောက်ွယ်ကပုံကျစိတ်တွေပါဟုတ်ပြီပမာဦးဆုံးကျွန်တော်ပြောချင်တာကဒီနေ့မှာကျွန်မဖက်စစ်ခွေးတက်ကျွန်တော်တက်မှခွန်နေကြီးတွေက Bluetooth test scan ဒီ scan ကိုကျွန်တော်တို့တိုက်ခိုက်သိမ့်ပိုက်ခဲ့ပြီး ပါပြီဆိုတော့သတင်းရဝန်ဒီမှာစတိမယ်ဆိုရင်အဒီကနေ့မနေ့ပိုင်းတက်ခိုက်သိမ့်ပိုက်ခဲ့တယ်ဆိုတဲ့သတင်းတွေကိုတွေ့ရမှာဖြစ်တယ်ကျွန်တော်ပြောချင်တာကတော့မနေ့ကညာလဲကပြီးတက်တက်ခိုက်သိမ့်ပိုက်ခဲ့တာပါဆိုတော့ရှေ့ရက်ပိုင်းတွေမှာလည်းအဲ့ဒီဖွတ်တဲ့စခန်းကဆိုအောင်ဖြစ်နေတာပါကျွန်တော်ကျွန်တော်အဲ့ဒီစခန်းကိုအချင်းမုံပြီးတော့ဝင်ရဖိတ်ဆုပ်ခဲ့တာကြပါပြီဆိုတော့အဲ့ဒီဖြစ်စဉ်မတိုင်ခင်ဒီဆိုအောင်မဖြစ်ခင်ကျွန်တော်ရှေ့ရက်စမနာပြီးတခုကိုတွားပါတယ်ကျွန်တော်နဲ့အခုတယောက်ပါပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုသူလည်းချစ်နေမယ်လို့မျှော်လင့်ပါတယ် ဆိုတော့ကျွန်တော်တို့သွားတယ်ကျွန်တော်တို့သွားတဲ့ရှိမှာကျွန်တော်တို့မှာစီစဉ်အများကြီးရှိတယ်ဘယ်နေရာသွားရမလဲပြောရင်ဘယ်နေရာဝင်ရမလဲဘယ်နေရာသွားရမလဲဆိုတော့အခက်အခဲမျိုးလို့ရှိတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့သွားတဲ့လမ်းကြောင်းမှာအဲ့ဒီတက်စခန်းကဂိတ်ချထားတဲ့နေရာရှိတယ်ဆိုတော့သဘုံကြီးကောင်းပါလေဆိုတော့ကျွန်တော်မြင်ပါတော့ကြားတော့ကြားဘူးမြင်ဒါပေမဲ့သဘုံကြီးကောင်းပါတာတွေအကျောပါတင်လာဆိုတော့ဒါဆိုတော့ဖြစ်သွားတော့ကျွန်တော်ကတင်ပြလို့ကောင်းပါတယ် အဲ့ဒီအကြမ်းဖက်ဖက်စစ်ခွေပရူတူစစ်ကန်ကခွေကောင်တွေလမ်းမကြီးကိုဖိန်ထားတဲ့အဲ့ဒီ case scan ကိုကျွန်တော်ကို၌ပေါ်နေပြီးဖြတ်ခဲ့တာကျွန်တော်မြင်ပါဆိုတော့လက်ရှိနေနေတဲမှာရှိတဲ့ဒါကျွန်တော်တို့ပိုင်တဲ့ထဲကိုရောက်နေလာကျွန်တော်တို့ပိုင်တဲ့လို့သုံးလိုက်ချင်းကတော်လန်ရေးမှာသူ့ area ကို area ရှိတယ်လက်ရှိကျွန်တော်တို့အခုတိုက်ခိုက်သိမ့်ပိုက်နေတဲ့နေရာတွေကကျွန်တော်တို့ပိုင်ဆိုင် ပြီးသားနေရာတွေဖြစ်တယ်ဟုတ်လားကျွန်တော်မြင်ပါ ဒါကကျွန်တော်တို့ပြည်သူတွေပိုင်တဲ့နေရာကျွန်တော်တိုင်းသားတွေပိုင်တဲ့နေရာအာနာရှုပိုင်တဲ့နေရာကျွန်တော်တို့နိုင်ငံတနိုင်ငံလုံးဖယ်နေရာမှမရှိဘူးဟုတ်တယ်နော်ရွှေကုံတော်ရွှေကုံဖျားကြီးတော်မှာသူပိုင်တဲ့လူမျိုးရွှေလူကိုသွားခွာခဲ့တာကျွန်တော်မြင်ပါတယ်ဘယ်လောက်တည်ကျင်တာမကောင်းလဲဘုရားတော်ဖျားမှလည်းပဲဗန္နရိုက်ကြီးဝင်ခွာဖို့ကြိုးစားခဲ့တာသူတို့ပိုင်တဲ့အတိုင်းပဲ ဒီအချိန်လေးမှာကျွန်တော်တို့ပိုင်တဲ့ကျွန်တော်တို့ဧရိယာအတွင်းမှာကျွန်တော်တို့သူတို့ကိုမောင်းထုတ်တာကျွန်တော်တို့သူတို့ကိုချိန်မောင်းတာဟုတ်ပြီအဲ့ဒီကျွန်တော်တို့ဧရိယာကျွန်တော်တို့ပိုင်တဲ့အဲမှာအဲ့ဒီစစ်စခန်းကရှိနေတယ်အဲ့ဒီစစ်စခန်းကတောင်ပေါ်မှာရှိတယ်ကျွန်တော်ရပြီပါတောင်ပေါ်မှာဆိုတော့ကျွန်တော်အဲ့ဒီကဒေသခံတွေနဲ့ကျွန်တော်စကားပြောတယ်ဆိုတော့ကျွန်တော်မီးတယ်အကုန်လုံးကခရင်တက်တက်ဆိုတော့ကျွန်တော်ပြောတယ်သူတို့မသိဘူးဒါပေမဲ့ကျွန်တော်ဖူးပြောကျွန်တော်မီးပြီးစကားပြောတယ်သူနဲ့ကျွန်တော်နေရတွဲပါ ဆိုတော့အဲ့မှာဒီဒေတာကန်တွေကဘာပြောလဲဆိုတော့အာသူတို့တွေအောက်ကိုစင်းလာကြတော့ဘူးလေသူတို့အောက်ကိုစင်းမလာဘူးဆိုရင်ဒီသူတို့ရိတ်ခါတွေဒါမို့သူတို့တွေဘယ်လိုမျိုးရိတ်ခါပို့နေလေးနဲ့လာပို့နေဆိုတော့လက်ရှိအကျွန်တော်ဖက်စခွေးတက်ဟာကျွန်တော်တို့ရဲ့အိန္ဒိယလူတွေထဲမှာဘလို့အသက်ရှင်နေထိုင်ရလဲဆိုတာမျိုးပြပြတခါတရံမှာသူတို့ဟာအရက်သားလို့ပုံဖြတ်ပြီးတော့လက်လက်မတည်လာဘဲနဲ့ဈေးဆင်းဝယ်တာရှိတယ်ဒေသခံတွေကသိတယ်ကျွန်တော်ညီမ ဆိုအဲ့ကောင်ကြီးဘာလို့လှုပ်ရှားလဲအဲ့ကောင်ကြီးဘေးချင်းမှာဘာလှုပ်လဲအဲ့ကောင်ကြီးဘေးချင်းမှာဘေးကိုလာတယ်တွားတယ်ကျွန်တော်အကုန်သိဒါပြည်သူတော်လှန်ရေးပြဟုတ်အဲ့လိုအခြေအနေမှာသူတို့စဉ်းလာတယ်ဘယ်နှယောက်စဉ်းလာတယ်ကျွန်တော်တိတိကျကျပဲမေးတာဘယ်နှယောက်ဘယ်နှယောက်စဉ်းလာတယ်ပြီးတော့အတိုက်ကျွေးဘယ်နှစ်အတိုက်ကျွေးဘယ်လောက်ပါတယ်ပြီးတော့စဉ်းလာပြီးသူတို့ဘာတွေဝင်ပြီးတော့ပြန်သွားလာတယ်ဘယ်လိုင်းတော့ပြန်ကျွန်တော်တို့ကအားလုံးကရှိပြီးသားကျွန်တော်လွယ်ကူတဲ့တိုက်ပွဲကိုဆင်နွှဲနေတာမဟုတ်ဘူး။ဒါပေမဲ့ပြည်သူပါတဲ့တိုက်ပွဲမှကျွန်တော်တို့လွယ်ကူရခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်ညီမတို့သိစေချင်တာ ပြီးတော့တော်လန်သောတပ်ဖွဲ့ဝင်တွေအားလုံးကိုသိစေချင်တာပြည်သူပါလို့ကျွန်တော်တို့အခုလိုမျိုးလွယ်ကူနေတာအောင်ပွဲတွေရနေတာဟုတ်ပြီဒါကအဲ့ဒီအကြမ်းဖက်ဖက်စစ်ခွေးတက်ကင်းချထားတဲ့လုံတုံကြီးယူထားတဲ့နေရာကိုကျွန်တော်ပေါ်ရင်းကြီးဖြစ်သွားတာဒီမျက်နှာကြီးနဲ့ကျွန်တော်ဖြတ်တဲ့ဒါကျွန်တော်ခံစားချက်မနေနဲ့ကျွန်တော်ရဲ့ဒါပြင်ဆင်မှုကိုကျွန်တော်ပြပြပါမယ်ဆိုတော့ကျွန်တော်တို့ကပ်ပါအတော့တဲ့အချိန်မှာကျွန်တော်မျက်စိတစုံမျက်စိကျွန်တော်ရဲ့မျက်စိတစုံပေါ့ဗျာကျွန်တော်မျက်စိတစုံကျွန်တော်မျက်စိတစုံမှာအဲ့ဒီခင်းချင် ။အဲ့ဒီကိန်းရှိတယ်။အကိန်းကိုကျွန်တော်တောင်းလျှောက်ကျွန်တော်အဆက်မင်းအဆက်မပြတ်ကြည့်တာ။တကယ်လို့အဲ့ကောင်ထွက်သားမယ်ဆိုရင်တော့ထွက်သားတဲ့ကောင်ကတော့အသေးပဲ။ကျွန်တော်ဒါကိုမစ်လမ်းရှိတယ်။ကျွန်တော်ကိုမစ်လမ်းရဲ့ဘယ်ဘက်ချမ်းမှာဒီကောင်ကြီးကိန်းရှိတယ်။လုံကြုံကြီးကိတ်တဲရှိတယ်။အဲ့ဒီအရှိမဆလိုကိုဆလိုဖြစ်ဖို့အတွက်သူတွေအကာအရန်ထားတာသိတယ်။အဖို့ဖနောက်ပုံစံမျိုးကိုကျွန်တော်နေပါတယ်။အဲ့တော့ကျွန်တော်ကားတွေကဒီလိုသွားပြီးဒီလိုသွားပါဒါကြီးကျွန်တော်မိပါတယ်ပြီးပါတယ်ဆိုတော့ကားအရှိန်ရှုံးအောင် ကျွန်တော်ပုံမှန်အတိုင်းပဲကျွန်တော်တို့မောင်းနေဆိုတော့ကျွန်တော်ရန်ကြီးကိုရန်စနိုဖက်ဖြစ်တဲ့ကားပေါ့နော်ပုံစံမျိုးကိုကျွန်တော်ဆက်ရှိမလျှော့တကယ်လို့ထွက်လာတဲ့ဆိုရင်တော့အဲ့ဒီထွက်လာတဲ့ကောင်အသေးပဲကျွန်တော်တို့ကပြေးပြီးသားအဲ့တော့အဲ့ဒီခွေးတက်အခုခွေးခွေးတွေဘယ်တွေတည်သွားတဲ့ကောင်တွေထွက်မလာရဲဘူးချွန်ရမိပါထွက်မလာရဲဘူးဆိုတော့ကျွန်တော်က online ပေါ်ကနေပြီးတော့ပေါ့နော်ဒါတော့ချွန်ရမိပါတွေ sharing လုပ် တာတွေနဲ့ပြော TikTok တွေမှာပြန်ပြီးတော့နော် copy ယူပြီးတော့ပြန်တင်ကြတာတွေပြီးတော့ခြားသော Facebook page တွေမှာလည်းအသုံးပြုနေတဲ့အခါကျတော့ကျွန်တော်ဟာတော်တော်လေးကိုခီးသွွာလာတဲ့နေရာမှာအဲဒီဒီပြုစင်ချင်ရပါတယ်ဆိုတော့ကျွန်တော်ခီးသွွာလာတဲ့ပုံစံကတမျိုးချောင်းရပါလာတာပဲမင်းတို့ထွက်လာထွက်လာတယ်ကောင်ရှင်းပါဆိုတော့ကျွန်တော်လည်းသွားတဲ့လူတွေကလည်းအဲ့လိုလူမျိုးတွေဘသူမျက်နှာမှမကြည့်ဘူးတခါမျိုးဟာဒီနေရာမှာငါတို့ပြစ်မိမရသေးလို့ဒီနေရာမှာငါတို့တိုက်ပွဲပေါ်ဆောင်လို့မရဘူး ဆိုတော့မြင်မြင်ချင်းနဲ့တွေ့တွေ့ပြီးတွေ့နေရင်ဘာမှလုပ်လို့မရဘူးဆိုတဲ့သူမျိုးတွေနဲ့ကျွန်တော်တို့ခီးမသွားဘူးမိဘကောင်လည်းငါဘကောင်လည်းမိတဲ့ကောင်တွေနဲ့ခီးသွားတာကျွန်တော်ညီပါဆိုတော့အဲ့ဒီမှာအဲ့ဒီငယ်စနူကောင်တွေကအဲ့ဒီဒိတ်ကင်းတွေကထွက်တော်မလာရဲဘူးကျွန်တော်ပြောကျွန်တော်ဖြတ်တယ်ကျွန်တော်ကားကိုအဲ့ကောင်တွေတားတော်မတားရဲဘူးဒါဆိုရင်သူတို့ရဲ့အရှိမဂိတ်ချထားတဲ့ကင်းကဘာအတွက်လဲကျွန်တော်ညီပါဒေါနီဘာဖြစ်လို့အဲ့ဒီနေရာမှာဂိတ်ချထားတာလဲတာဝန်အရာမဟုတ်ပါဗျာသူတို့ကမင်းမဆိုရင်ဖတ်ပြီးတော့ စိတ်ရဲလားစိတ်ရဲဘူးဘာဖြစ်လို့လဲအဲ့ဒီနေရာအေရိယာမှာမိမကောင်လဲငါပါကောင်လဲမင်းတဲ့ကောင်လေးမင်းလဲခန်းငါလဲခန်းမင်းလဲအတူကိုင်ငါလဲအတူကိုင်မင်းလဲ RPG ဆိုငါလဲ RPG မင်းလဲဆက်လက်နဲ့ဆိုငါလဲဆက်လက်နဲ့ဆိုတဲ့ကောင်လေးနေတာဒီကောင်လေးတိတယ်အဲ့လိုတိလို့ဒီကောင်တွေထဲထဲမှာထိုင်နေထိုင်နေရတယ်အပြင်ထွက်ပြီးတော့ကောင်လေးမစစ်ရဲဘူးအဲ့ဒါတော်လန်တော့အေရိယာနေနေမိဘူး ဟုတ်ပြီကျွန်တော်အဲ့ဒီနေရာကိုဖြတ်သွားတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ဒါဒေတာကန်နေစကားပြောခဲ့တယ်အဲ့ဒီမှာကျွန်တော်နောက်ထပ်ခရီးစဉ်ကိုဆက်ပြီးတော့ကျွန်တော်တွားရတယ်ဆိုတော့ကျွန်တော်ရဲ့တာဝန်တွေကျွန်တော်လုံဆောင်ရမယ့်ကိစ္စတွေကျွန်တော်အားလုံးလုံဆောင်ပြီးတဲ့အချိန်မှာအဲ့ဒီခရီးစဉ်ကကျွန်တော်ပြန်ဆင်းတယ်အဲ့ဒီမှာကျွန်တော်ရဲ့ကျမကြီးလည်းအနေငယ်ချိုးရင်းသွားတယ်ဆိုတော့ပြန်ဆင်းတဲ့အချိန်မှာကျွန်တော်နဲ့အတူတူ KNTF ကရဲဘော်တွေပါတယ်ကျွန်တော်ရဲ့တငယ်ချင်းကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေမယ်ဆိုလဲ အာသူတို့ဒီကြောင်ပြောတော့မယ်လို့ question ဆိုတော့သူတို့ပြန်ပန်ပါလာတဲ့အချိန်မှာကျွန်တော်သူတို့ရဲ့လုံခြုံရေးအမှုပါကျွန်တော်တို့ထည့်ပြီးတော့စီစဉ်ရတယ်ဆိုတော့ကျွန်တော်ရဲ့မိပါကျွန်တော်ရဲ့ညီကောင်မတို့ကျွန်တော်တို့ဟာကျွန်တော်ရဲ့လူငယ်တွေအများကြီးမျက်နှာကိုကြည့်ရတယ်တစ်ခါတည်းမှာကျွန်တော်တို့ဒါဒီလွယ်လွယ်လေးလုပ်လို့ရတာရှိတယ်ပြီးတော့ကျွန်တော်တို့ပေါ့နော်ဒါအစအစပြေသလိုပေါ့နော်ဒါလုပ်လို့ရတာရှိတယ်ဒါပေမဲ့ခြားသောရဲဘော်တွေပါတဲ့အချိန်မှာကျွန်တော်တို့မျက်နှာကိုကြည့်ရတယ်အဲ့ဒီမှာကျွန်တော်တို့စေအဖွဲ့ကအမျိုးသမီးတုံးလက်ပါတယ် ဆိုတော့သူတို့တွေပွာလာတဲ့အချိန်မှာကျွန်တော်လမ်းကြောင်းပြန်ဆွဲရတယ်။လမ်းကြောင်းပြန်ဆွဲပြီးတော့ကျွန်တော်အဲ့ဒီနေရာကိုရှောင်ပြီးတော့ကျွန်တော်တို့ပြန်သွားရတယ်။အဲ့ဒီစကန်ကိုပိတ်ဝိုက်ပြီးတော့ကျွန်တော်တရက်နီးပါးလောက်ကမ်းမောင်းအောင်ကျွန်တော်ပြန်။လမ်းကလည်းအရင်ဆုံးဖုံနေရောတဲရရောအာတကယ်ကိုနိုင်ပိုင်းလေးသွားရမယ်လမ်းခရီးအဲ့ဒီခွေးစကန်တစ်ခုတည်းရှိနေတဲ့အတွက်ပြီးတော့ကျွန်တော်နဲ့အတူကြောက်ရဲမော်တွေပြီးတော့ရဲမေတွေလည်းပါလာတဲ့အတွက်အဲ့ဒီနေရာကိုပိတ်ဝိုက်ပြီးတော့ကျွန်တော်သွားရတယ်။ ျွန်တော်ရှင်နေရခန်းစားချက်ကျွန်တော်မြင်ပါတယ်ခန်းစားကြည့်ပြီကျွန်တော်အရင်စိတ်နာစိတ်ချဲမှာတော်တော်ခံပြင်းလာဒီခွေးစကန်တစ်ခုလေးကိုငါထုတ်ဘာကြောင့်ချန်ထားမှလဲဆိုတော့ကျွန်တော်မနေနိုင်တော့ကျွန်တော်နဲ့ကျွန်တော်ရဲ့ပါလာတဲ့တွဲပတ်ပါကျွန်တော်ဖူးကျွန်တော်နှုတ်ပူစားလက်ဘူဘာထွက်ထားတာလဲဘာကြောင့်လဲဒီတော့ဘသူတွေကဒီစကွတ်တက်စကန်ကိုကာဝယ်ပေးထားတာလဲ လက်ရှိအချိန်မှာကျွန်တော်တိုင်းရင်းသားတွေလွတ်လပ်လပ်နေလို့မရဘူးတိုင်းရင်းသားတွေလွတ်လပ်လပ်သွားလို့မရဘူးပြီးတော့ကျွန်တော်တို့လူငယ်တွေလည်းလွတ်လပ်လပ်သွားလာလှုပ်ရှားလို့မရဘူးဆိုတော့ဒီစကားကျွန်တော်တို့အတွက်တော်တော်ကိုအခက်အခဲတစ်ခုဖြစ်နေအဲ့တော့အဲ့ဘူကဘာပြောလဲဆိုတော့သူကလည်းကျွန်တော်ကိုရှမ်းဘယ်ခေါ်လားကိုရှမ်းနေမပူပါနဲ့အဲ့စကားကျွန်တော်တို့တိမ့်ပြီးမှာပါတိမ့်ပြီးမယ်ဆိုရင်ပူမြင်မြင်တိမ့်ပြီး ကျွန်တော်ဒီကောင်ကြီးမျက်နှာမမြင်ကျွန်တော်ပြောချင်တာကကျွန်တော်တို့သွားတဲ့နေရာမှာအဲ့ဒီခွေးမျက်နှာကိုလုံးဝမမြင်ကျွန်တော်တို့အသေးသေးကောက်အဲ့လိုမျိုးကျွန်တော်တို့ဖြတ်လိုက်လို့ဒီကောင်ကြီးတနေရာရာမှာငုတ်ထိုင်နေတယ်လို့ယူနီဖောင်းထားတယ်ဆိုရင်ကျွန်တော်တို့လုံးဝကိုအဲ့ဒီတော်တော်လေးကိုစိတ်ကအဆင်ပြေတော့ကျွန်တော်ဒီအခြေအနေကိုကျွန်တော်မြင်ပါပြီကိုပြပြနေတာဆိုတော့ဒီစကန်ကိုကျွန်တော်တို့ဝင်ရပိတ်ဆို့ပလိုက်ကျွန်တော်ခီးစဉ်အတွင်းမှာပဲဒီစကန်ကိုကျွန်တော်တို့ချင်ပုံရေးစမယ် ကိုရှမ်းရေချိန်မုံရေစမ်း okay ကျွန်တော်တို့ကဒီလိုပါဘူဘာရီလုံးလဲဘာရီလုံးမရမယ်ဘလူတွေပူပေါက်ပေးရမယ်ရပြီအားလုံးသူ့စီစဉ်နေသွဲပြီးသွားပြီမကြခင်မှာအဲ့ဒီခွေးတက်စကန်အဟုတ်ဖြစ်စီရမယ်ဒါပဲရှင်းဒါကကျွန်တော်တို့လက်ရှိ Bluetooth အကျမဖက်စစ်ခွေးတက်စကန်ကိုမိဖို့နိုင်ခဲ့တဲ့အချိန်နဲ့မိမဖုတ်ခင်အချိန်အနေကိုကျွန်တော်ပြပါတယ်ကိုကျွန်တော်တင်ပြနေချင်ဖြစ်တယ်အခု ဘာလဲကြားပြန်မင်းဖွာကောင်လဲငါဖွာကောင်လဲမင်းကမင်းပြီးတော့ထက်ဖျဲတဲ့အချိန်မှာအဲ့ဒီခွေးကောင်တွေအကုန်လုံးကထိုင်းဘက်ကိုဖပြေးသွားကြပါတယ်တိတဲ့လူတွေတေးလို့ခြေတဲ့ကောင်တွေခြေလို့ဘာလို့သူစကန်းလို့သူဘုံလာခြေတာဟုတ်ဆိုတော့ထိုင်းဘက်ကိုဖပြေးနေတာလဲအချိန်ကများစွာရှိပြီအရှက်မရှိယနေ့အချိန်ထိဖပြေးနေစေထိုင်းကလည်းလက်ခံပြီးတော့မြောင်းလေးစီကိုပြန်ပို့ခဲ့တာတွေလဲကျွန်တော်တို့ကြားသိရပါတယ် ။အထင်ရှားဆုံးဥပမာအနေနဲ့မြောက်ပြည်တိုက်ပွဲမှထုံးကြီးကောင်းပါပဲ။လီရင်ကြီးနဲ့ပါပြန်ပို့တာရှိတယ်။ပြောကျွန်တော်အခြားသောပုံစံမျိုးစုံနဲ့စီစဉ်သွားကြတာလေရှိတယ်။ဆောက်ဒါတစ်ပိုင်းပါ။ကျွန်တော်တက်ခဲ့သိမ့်ပိုက်ပြီးပြီးဒီကောင်လေးစစ်ရှုံးသွားပြီးဖပြေးတယ်ပြေးတယ်ပြေးပြေးပြေးပြီးတော့ဒီကောင်လေးချုပ်ကျင်တဲ့မိန်ကိုပြေးချုံသူတို့အချက်မရှိတဲ့လုပ်တဲ့သူတို့အချက်မရှိလို့လုပ်တဲ့ပုံစံ။ဒါသူတို့ရဲ့ဇယက်လက္ခဏာပဲ။ကျွန်တော်ပြည်သူကိုရှော့တက်ခဲ့တာ။အခုတော့ကိုယ်ပြည်တွင်းမှာလည်းပြေးရတာမဟုတ်ဘူးတပါးသောနိုင်ငံပါပါဒီကောင်လေးဖပြေးရတာ တရားမဝင်ဖြစ်ကြရတာနော်ဆိုတော့တရားမဝင်ဝင်ရောက်နေတဲ့ကျွန်တော်ရဲ့ယသပြည်သူတွေနေ့စဉ်ပန်းခံရတာတွေကျွန်တော်အများနဲ့ကြားရပါတယ်ဆိုတော့ဒီဘက်မှာလည်းကျွန်တော်တော်တော်လေးကိုစဉ်းကောင်းပြရပါတယ်ဆိုတော့ကျွန်တော်ကူညီနိုင်တာရှိတယ်ဆိုရင်ကျွန်တော်အချိန်မျိုးဆက်သွယ်နိုင်ပါတယ်ကျွန်တော်တို့အားလုံးကကျွန်တော်ပြည်သူကိုကူညီနိုင်ဖို့အစဉ်အမြဲရှိပါတယ်။ဆိုတော့ဒီလိုတပြေးတဲ့တောင်တွေကိုဘွဲစိတ်တွေပြီးနေတာကလည်းမင်းအောင်ဖလှိုင်နဲ့အချက်မရှိတဲ့သူတို့ရဲ့လက်ရှိဖြစ်စဉ်ကိုကျွန်တော်ယူပါတယ်။ ဆိုတော့ခဏိမှာတော့ကျွန်တော်တို့ဒါမဂ္ဂဇင်းတွေနဲ့ဒါ internet social ငူးကွန်ရဲ့စာမျက်နှာထပ်မှာနေရာယူထားတာကတော့မင်းအောင်လှိုင်ဟာသူတို့ရဲ့ထွက်ပြေးလာလို့ဒါမှမဟုတ်စစ်တုံးမန်းအနေနဲ့ဖန်စီခိုင်ရပြီးပြန်လွတ်လိုက်တဲ့